ဒီနုလူဒေတာအခေါ်ရှိတဲ့ကေမီဂီမှုန်တိုင်းဟာအင်္ဂါနေ့မနေ့အစောပိုင်းမှာကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ပြီးတဲ့နောက်အားနည်းငယ်လျော့သွားပြီးမြလေတိုင်းနှုံးတနာီမိုင်80ကျော်နဲ့ဆက်လက်တိုက်ခိုက်နေစေဖြစ်ပါရယ်မှုန်တိုင်းဟာဗိုလ်တုံးနေမှာတောင်တရုတ်ပင်လယ်တွေကိုထွက်ခွာသွားမယ်လို့ကန့်မှန်းထားပါရယ်စီဘူးခရိုင်အုပ်ချုပ်ရေးမှူးဘာရီကွာထရိုကတော့စီဘူးချင်းတွေဟာမကြုံစဘူးပါပဲမှားလို့လေပြင်းတိုက်မှာကိုပဲအန္တရာယ်ရှိမယ်လို့တွက်ထားခဲ့တာဒါပေမဲ့တကယ်တမ်းမှာတော့ ီကသာကျမတို့ပြည်သူတွေကိုအမှန်တကယ် NLA ပေးနေတာပါလို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ကစေးလုပ်ငန်းတွေမှာကုညီဖို့ဆေလွတ်လိုက်တဲ့ဖလပိုင်လီတက်ရဲ့စစ်ဘက်ရဟတ်ရင်တစ်စီးဟာမေနာနာဦးကျိုးမြောက်ပိုင်းမှာပြတ်ကျသွားခဲ့တယ်လို့လီတက်ကအတည်ပြုပါတယ်။ရဟတ်ရင်နဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးတက်ရှင်ကျန်ရည်သူရှိမရှိကိုတော့အခုချိန်ထိမသိရသေးပါဘူး။ဖလပိုင်နိုင်ငံအတွက်တော့ဒဏ်ရာပေါ်ဒဏ်ရာဆင့်ဆိုလိုပါပဲ။ တစ်နှစ်ကိုမုံတိုင်းအကြိမ်20လောက်ဝင်ရောက်လေးရှိတဲ့ဒီနိုင်ငံဟာလွန်ခဲ့တဲ့တလကမှမုံတိုင်းနှလုံးစက်တိုက်ဝင်ရောက်ခဲ့လို့လူဒါဇင်နဲ့ချီတည်ဆုံးခဲ့ရပါသေးတယ်။အဲ့ဒီမတိုင်ခင်လတွေကလည်းအလွန်ကြုံရွာသွန်းခဲ့တဲ့မုတ်တုံမှုကြောင့်နေရာနဲ့ရေကြီးခဲ့ပြီးအဂရိလိုက်စားမှုတွေကြောင့်ရေလမ်းမှုမှုကာကွယ်စနစ်တွေအားနည်းနေတယ်ဆိုပြီးပြည်သူတွေရဲ့ဒေါသနဲ့ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။ပိုဆိုးတာကတော့စက်တင်ဘာ30ရက်နေ့ကမှပြင်းအား6.9ဆင့်ရှိတဲ့ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ပြီး ခုရေပေးအစိုးဆုံးခံနေရတဲ့စီဘူးကျုံးမှာပဲအပြည့်အစုံအများဆုံးဖြစ်ခဲ့တာပါ